အလုံးမဲ့သလားပါဗျာခုတစ်ခါမှာတော့ကိုယ့်ရဲ့ကံကောင်းမှုတွေကို သူများကခိုးယူလို့ရတယ်ဆိုတာကိုပြန်လည်ပြောပြလာတဲ့မမတယောက်ရဲ့ရုပ်တံပြန်ဖန်လေးကိုအလုံးတယောက်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီပြန်ဖန်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါဦးဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ုံးရွှေအရာဆိုလို့ရှိရင်ကိုယ့်စီကနေပြီးတော့တခြားလူတယောက်ကကိုယ့်ရဲ့ကောင်းတဲ့ကံတွေကိုခိုးယူသွားလို့ရတယ်။ဥပမာကိုနဲ့လက်ပွားချင်းချိန်ပြီးတော့မှ ထိသွားတာလူတော်တော်များများသိလိမ့်မယ်စီးပွားရေးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်သူတို့စီးပွားရေးလုပ်ငန်းအရာသဘောတူစာချုပ်တွေချုပ်ပြီးတဲ့အခါမှာတယောက်နဲ့တယောက်လက်ချင်းချိတ်ပြီးတော့မိတ်ဆက်ကြတယ်အဲ့ဒါကဘာလဲဆိုတော့ဖုံးရွှေအရာဆိုလို့ရှိရင် energy ဖလဲခြင်းပေါ့ငါရဲ့ energy နဲ့မင်းရဲ့ energy နဲ့ယုံကြည်စွာသဘောတူဖလဲပါတယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့ဒီလိုလုပ်ငန်းသဘောအရာမဟုတ်ခင်ねတစိမ့်တယောက်ကနေပြီးတော့မှကိုယ့်ရဲ့လက်ကိုဒီလိုမျိုးကင်ပြီးတော့မှမိတ်ဆက်တာမျိုးအကြောင်းပြချက်မရှိလာပြီးတော့မှထိတာမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်းတဲ့ကံတွေကသူ့စီကိုစီကူသွားနိုင်တယ် နောက်တစ်ခုကကိုယ့်ရဲ့ဆွဲသီးလေးတွေကိုလာပြီးတော့မှထိတာမျိုး၊ကင်တာမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်းတဲ့ကံတွေထိတဲ့လူစီကိုစီကူးသွားနိုင်တယ်။ ဒါအပြင်ကိုကိုယ့်ရဲ့လက်ကောက်လေးတွေကိုယ့်ရဲ့ဒီတလင်းကြောက်လေးတွေပဲဖြစ်ဖြစ်အဆောင်ပစ္စည်းလေးတွေပဲဖြစ်ဖြစ်တခြားလူကလာပြီးတော့မှကင်တွယ်ပုတ်တက်တာမျိုးကိုကြုံရမယ်ဆိုလို့ရှိရင်အဲ့ဒီအရာကကိုယ့်ရဲ့ကံတွေသူများစိတ်ကိုစီးကူးသွားတယ်လို့ခေါ်တယ်။ဒီအချက်၃ချက်ကိုတော့ကိုယ့်ရဲ့ကံတွေအလဟတမဆုံးဆုံးရှည်ဈေးခြင်းဘူးဆိုရင်တော့သစိမ့်နေနဲ့မလိုလားအပ်ပင်နဲ့ထိတွေ့ဈေးခြင်းကိုရှောက်ဖို့အကြံပေးချင်ပါတယ်။ ဒီလိုမျိုးမမျော်လင့်ထားဘဲနဲ့ထိတွေ့ခံခဲ့ရတဲ့မငင်းတာတဲ့အခြေအနေမျိုးမှာ ကိုက လက်ခံပေးလိုက်ရတယ်ဆိုရင်ဒီ affirmation လေးကိုယူလို့ရတယ်ငါရဲ့ကောင်းတဲ့ကံတွေငါစီကို9ရက်အတွင်းအမြန်ပြန်လာပါဆိုတဲ့ affirmation လေးကိုအကြိမ်ကြိမ်ခါခါယူနေလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်